ယနေ့အောက်တိုဘာ31ရက်နေ့အတွက် People's Bank ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။မကွေးတိုင်းစောမြို့နယ်မှာ73နှစ်အရွယ်မိန်းကလေးငယ်ကိုအတမပြုကျင့်ပြီးတက်ဖြတ်ခဲ့သူကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲချုပ်ရဲ့ဦးဆောင်ကြီးကြပ်မှုနဲ့အမှုစစ်ဆေးနေကြောင်းစောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအောက်တိုဘာ30ရက်မနေ့ကထုတ်ပြန်ပါတယ်။စောမြို့နယ်မှာအောက်တိုဘာလ22ရက်ကအသက်73နှစ်အရွယ်မိန်းကလေးငယ်ကိုအသက်22နှစ်အရွယ်မင်းမင်းဆိုးဆိုတဲ့သူက အထမပြုကျင့်တက်ဖြတ်ပြီးအလောင်းဖြောက်ခဲ့တာဖြစ်ပါရှင်။စကိုင်းတိုင်းကတောင်မြို့နယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့ပေါနကျွန်းမြို့နယ်ကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲလို့ကလေးတွေအပေါ်ဝင်14ရောက်ထပ်မံတိုက်ဆုံးပြီးအယောက်20ကျော်ဒဏ်ရာရရှိခဲ့ပါရှင်။မန္တလေးတိုင်းမတရားမြုပ်နယ်အရှင်းမြောက်ချမ်းဝန်ဒီကုန်းရွာကဆစ်ဆောင်နေထိုင်တဲ့နေရာကိုစစ်တပ်ကလေကြောင်းတက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတယောက်တိုက်ဆုံးပြီးအရက်သားပြည်သူ9ယောက်ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ဒေသခံတွေကပြောပါတယ်။ အောက်တိုဘာ30ရက်မနေ့ည7:25မိနစ်မှာစစ်ကောင်စီက Jet Fighter နဲ့စစ်ဘေးရှောင်းတွေစကန်ချနေထိုင်တဲ့စာတင်ကြောင်းကိုဘုံကျဲခဲ့တာလို့သိရပါတယ်ရှင်။ထိုင်းနိုင်ငံမကောက်မြို့မှာပြုလုပ်မဲ့မြန်မာအစိုးရရဲ့ဖျော်ဖြေပွဲကိုပြည်သူတွေရဲ့ဘွိုင်းကော့ပြုလုပ်ခံရတာကြောင့်ဖျက်သိမ်းလိုက်ကြောင်းသတင်းရရှိပါတယ်ရှင်။